အလုံးပဲမင်္ဂလာပါ Plan Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘာသာတရားကိုတို့တို့တိတိချုပ်ကင်ထားတဲ့ကမ္ဘာနိုင်ငံ၉နိုင်ငံအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ဘာသာတရားဆိုတာကိုပိုင်ခွင့်ရဖြစ်ပေမဲ့ကျောင်းနိုင်ငံတွေမှာတော့ဆိုရရင်ထိချုပ်မှုအောက်ရောက်သွားတတ်ပါတယ်ဒီနိုင်ငံတွေမှာအစ္စလာမ်ဘာသာကိုပြည်ဝင်တားမြစ်ထားတာမျိုးမရှိပေမဲ့အစ္စည်းတဲ့ဥပဒေတွေလိုအပ်ဆောင်ကြီးမှုတွေနဲ့လူမှုရေးဖိအားတွေကနေတစင်ဘာသာရေးကျင့်စဉ်တွေကိုဖြည်းဖြည်းကန့်သတ်နေပါတယ်ဒါဟာဘာသာရေးကိုပေါ်တင်စစ်ကြင်ညာတာဒါမှမဟုတ် အပေါ်တည်နေနှိမ့်ဆက်တာမျိုးမဟုတ်ပါဘူး။ဒါမွတ်စလင်တယောက်ရဲ့ဘဝနဲ့နမိတ်ကိုဘာသာဝင်ကိုယ်တိုင်ကမတတ်မှတ်ပဲအစိုးရကတတ်မှတ်ပေးနေတယ်။အိတ်စိတ်တဲ့ထိန်းချုပ်မှုစနစ်ပြေပါလေ။ဒီမူဝါဒတွေကအာရှကနေဥရောပဒီတိုက်ကြီးနဲ့ကွာခြားပေးမယ်။ဥညီတဲ့အချက်တခုရှိပါလေ။အဲ့ဒါကတော့ဆူတောင်းတာဝစားစီရင်တာပညာရေးနဲ့ဘာသာရေးဆိုင်ရာဟောပြောမှုတွေကိုထိန်းညီပြီးအဲ့နဲ့ချီတဲ့မွတ်စလင်တွေကသူတို့ရဲ့ယုံကြည်ချက်ကိုဘယ်လိုနေထိုင်ကျင့်ကြံရမလဲဆိုတာကိုပြန်လည်ပုံပေါ်နေတာပါပဲ ီနေ့မှာတော့အစ္စလမ်ဘာသာဟာဒိဗယ်ရှိသလားတိတ်ဆိတ်တဲ့အရေးကြီးဆုံးကန့်သက်ချက်တချို့ကိုရင်ဆိုင်နေရတယ်နိုင်ငံဆိုင်နိုင်ငံအကြောင်းကိုလေ့လာတင်ဆက်ပေးသွားပါမယ်။ဟောရပေးမယ်။အကြောင်းအရာအလုံးဟာနိုင်ငံတကာစီရင်ခံစားများအများပြည်သူဥပဒေများနဲ့စစ်မှန်ကြောင်းအတည်ပြုပေးတာလူခွင့်ရင်မတန်များမှထုံးထုတ်ထားတာဖြစ်လို့ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးဖို့ပြောကြားလိုပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပါ။ နဘာကိုပြင်တဲ့အင်ဒက်ကသူ့ကိုယ်သူတော်ကီဒီမိုကရေစီရဲ့ပခန့်နိုင်ငံရဲ့ဘာသာရေးကိုတင်းတင်းကြပ်ကြပ်ခွဲခြားထားတဲ့နိုင်ငံဖြစ်တယ်လို့မြင်ရင်ပါတယ်တော်ကြီးရဲ့အမူလို့ခေါ်တဲ့ဒီမူကပြင်းပြမျိုးသားရဲ့ကိုပိုင်လက္ခဏာတစ်စိတ်တစ်ပိုင်းဖြစ်လာပြီးတောင်းနေတဲ့အစိုးရဖွဲ့စည်းတွေမှာဘာသာရေးပမ်လိုက်မှုကိုကောက်ွယ်ပေးတာပါတယ်။ဒါပေမဲ့လူတွေမှာတော့ဒီတင်ချက်တဲ့လော်ကီဝါရာကအမြင်မှတ်ထုတ်ဖို့ပြသမှုကိုကန့်သက်တဲ့မူပါတစ်ခုကိုဖန်တီးခဲ့ပါတယ်။အထူးသဖြင့်မွတ်စလင်တွေတော့ပဲဖြစ်ပါတယ်။၂၀၀၄ခုနှစ်မှာပြဌာန်းတဲ့ အများပြည်သူကြောင်းနေမှာသိတာထင်ရှားတယ်။ဘာသာရေးတင်ငေတာတွေတာမြင့်တဲ့ဥပဒေဟာဒီချက်ကိုပိတ်ပင်ထားသလို2010ခုနှစ်ဥပဒေကလည်းအများပြည်သူနေရာတွေမှာမျက်နှာတစ်ခုလုံးဖော်ထုတ်တာကိုတာမြင့်ထားပါတယ်။ဒီစီမံတွေကိုမျိုးသမီးခွင့်ရေးနဲ့လူလူလုံးကြုံရေးကိုကောက်ွယ်ဖို့အတွက်လို့ပုံပေါ်ထားပြီးမယ်။ကုလသမဂ္ဂလူခွင့်ရေးကော်မတီလို့ကမ္ဘာလုံးဆိုင်ရာဖွဲ့စည်းတွေရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်။ဘလို့ကဒီဥပဒေတွေဟာမွတ်စလင်မျိုးသမီးတွေကိုအဓိကပြစ်မှတ်ထားပြီးဘာသာရေးလူနယ်စုတွေကိုဆွဆွဲချုပ်ချတယ်လို့ဆိုကြပါတယ်။လွန်ခဲ့တဲ့၅နှစ်အတွင်းမှာ ပြင်သစ်အာနာပိုင်တွေကဖလီတွေနဲ့စနံဘာသာဖွဲ့စည်းတွေကိုစောင့်ကြည့်တာပိုတင်ကျလာပါတယ်။ရာဇဝမှုဆွဲချက်တွေတသိမပြနိုင်သေးတဲ့အတိုင်းအစွန်ရောက်ဝါရဟုအားပေးတယ်လို့ဆွဆွဲခံရတဲ့အဖွဲ့စည်းတော်များများကိုအုတ်ချုပ်ရေးမိန့်နဲ့ဖြတ်သိမ်းခဲ့ပါတယ်။ဒီနေ့ပူတင်လင်းများစုအတွက်ဒီလိုရက်တွေကတညစ်ပတ်ခြင်းတွေတခုကိုဖန်တီးပေးပါတယ်။ဥပဒေအရဘာသာရေးလွတ်လပ်ခွင့်ရှိနေပေမဲ့ပေါ်ပေါ်တင်နေခြင်းတုံးတာကိုတော့တိလနိုင်တဲ့ခြင်းညှို့မှုဖြစ်တဘောထားပါတယ်။ပြင်သစ်ရဲ့ပုံစံကအစ္စလာမ်ကိုပယ်ချတာမဟုတ်ပဲ သမရနိုင်ငံကလက်ခံနိုင်တယ်လို့သတ်မှတ်ထားတဲ့ယုံကြည်ချက်နဲ့နမိတ်တွင်မှပဲထုံထောင်ထားတာဖြစ်ပါတယ်။အဲပါရှေ့ဘယ်ဂျီယန်ဘယ်ဂျီယန်ကပြင်သစ်ရဲ့ချင်းကမှုကိုလိုက်နာပြီး2021ခုနှစ်မှာမျက်နှာဖုံးအုပ်တဲ့ဝစ်စာတွေကိုနိုင်ငံအစ်စ်တားမြစ်ခဲ့ပါတယ်။ဒီဥပဒေအရအများပြည်သူနေရာတွေမှာဒီကဒါမှမဟုတ်ဘူကဝစ်စင်သူမှသမျှဂျန်ဝေးဒါမှမဟုတ်ကနဒါထိန်းသိမ်းခံရနိုင်ပါတယ်။တောင်ရှိသူတွေကဒါကိုလူလူလုံးကြုံရင်းနဲ့လူမှုဆက်သွယ်ရေးကိစ္စအဖြစ်ဖော်ပြပါတယ်။ဒါပေမဲ့ Amnesty International နဲ့ ဥရောပကောင်စီရဲ့အဆိုအရဒီဥပဒေကတဝူချင်းလွတ်လပ်ခွင့်နဲ့ဘာသာရေးလွတ်လပ်ခွင့်ကိုထိခိုက်စေပါတယ်။လက်တွေ့မှာတော့ဘယ်ဂျီယန်မွတ်စလင်တွေကအများပြည်သူဖွဲ့စည်းတွေမှာစိတ်မတက်မတာဖြစ်ရတာတွေခေါ်ကြဆက်ဆက်ခံရတာတွေပြောပြကြပါတယ်။ပလီတွေကဥချိုရေးဆိုင်ရာကြီးကြပ်မှုကိုပုံရင်ဆိုင်ရာပြီးဖရဆယ်နဲ့အန်တဝိုးလိုမျိုးတွေမှာအစံဆူတောင်းအောင်တန်ကိုအများပြည်သူကြားအောင်ထုတ်လွှင့်တာကိုကန့်တတ်ခဲ့ပါတယ်။ဘယ်ဂျီယန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကဘာသာရေးလွတ်လပ်ခွင့်ကိုကာကွယ်ပေးပေမဲ့ဂျာနီရေးဆိုတာပုံမပေါ်အောင်လုပ်တဲ့ပုံစံတစ်ခုဖြစ်ပြောင်းလဲလာပါတယ်။ ဘာသာရေးကိုသိကန်တယ်ဒါပေမဲ့ကိုပိုင်ကိစ္စနဲ့တိတ်ဆိတ်နေမှသာဖွင့်ပြူပါတယ်ကိုရဲ့ဘာသာရေးမှာသင်ချားတဲ့ဖော်ပြမှုတွေပါဝင်တဲ့သူတွေအတွက်တော့ဒါဆန့်ကျင်ဘက်ဖြစ်မှုပါပဲနိုင်ငံမှာနှိမ့်ချညံပန်းတဲ့မူဝါဒမရှိပေမဲ့ပြည်မြင့်တွေနဲ့လူမှုရေးတန်တရားတွေပေါင်းစပ်မှုကနေတိတ်ဆိတ်တဲ့ပြစ်ပဲ့ခြင်းကိုဖြစ်ပေါ်စေပါတယ်ယုံကြည်ကြကတရားဝင်ရှိနေသေးပေမဲ့ပြိုဆိုမှုကတော့ညှော်နေလာခဲ့ပါတယ်နံပါတ်9တိမ့်မတ် liberal democracy ရဲ့စံပြအဖြစ် င်းရှိလာများတမတ်ခံခဲ့ရတဲ့ဒိမ့်မဟာဘာသာရေးဖော်ပြမှုပေါ်တင်ကြတဲ့မူဝါဒတွေကိုကျင့်သုံးလာခဲ့ပါတယ်။နောက်၁၈ခုနှစ်မြန်မာဖုံးတာမြို့ဥပဒေကမြားပြည်သူနေရာတွေမှာညနာတစ်ခုလုံးဖုံးဥဒ္ဒါကိုပိတ်ပင်ထားပြီးဤကဲဝစ်စင်နဲ့မွ슬င်မျိုးသမီးတွေကိုထိရောက်စွာပြစ်မှတ်ထားပါတယ်။ဒီဥပဒေကအစ္စလာမ်ကိုနာမည်တက်မပြောထားပေမဲ့လူလူညင်ခုံမှုတွေနဲ့ဥပဒေအကောင့်ထဲပုံမှုမှရွေချက်ကရှင်းလင်းနေပါတယ်။ပြစ်မှုကျူးလွန်ရင်တံငွေတွေတိုးလာပြီးရဲတွေကမျိုးသမီးတွေကိုညနာပုံးချက်ချင်းဖက်ရှားဖို့မိန်ပေးနိုင်ပါတယ်။ ေပြင်းဒိမတ်ကသူတွေတရားဝင်တရားဟောခွင့်ရှိတယ်ဆိုတာဆုံးဖြတ်တဲ့အစိုးရမပုံတည်စရင်ဖြစ်တယ်။ email ဆင်းကိုလည်းမိတ်ဆက်ခဲ့ရပါတယ်။အနာပိုင်းတွေကလူတိုင်းလုံးညိုရေးကိုကြောင်းပြပြီးမလီတွေအတွက်နိုင်ငံခြားကနေရန်ပုံကိုထောက်ပံ့တာကိုလည်းခံတပ်ခဲ့ရပါတယ်။ဒီပေါင်းနေထိုင်သူတွေသူစည်းနဲ့ထိုင်တာကိုရှော့ချဖို့ရည်ရွယ်တယ်။နိုင်ငံရဲ့ကဒိုမူဝါဒကအချို့သောအစ္စလမ်ဘာသာရေးကျောင်းတွေကိုပိတ်ပစ်စေခဲ့ပါတယ်။တောင်ရှိသူတွေကဒီဖွဲ့စည်းတွေဟာကျောင်းသားတွေကိုဒိမ့်မဲ့ယဉ်ကျေးမှုနဲ့ဝေဖန်စေတယ်လို့အခိုင်အမာပြောဆိုပေမဲ့ ။ဆုံလန်းစစ်ဆေးမှုတွေအရအများစုဟာငင်းငင်းကြဲကြဲနဲ့ပန်းနေတာကိုတွေ့ရပါတယ်။ရလာကတော့အစ္စလာမ်ကိုတာမြစ်တာမဟုတ်ပဲနိုင်ငံရဲ့လော်ဂီပုံရိပ်နဲ့တိုက်ညီဖို့အတွက်ပြန်လည်ပုံဖော်လိုက်တာဖြစ်ပါတယ်။ဖာသာတရားကနိုင်ငံရဲ့ပုံရိပ်နဲ့တိုက်ညီတဲ့အခါမှသာတည်ရှိဝင်ရှိပါတယ်။နံပါတ်6ရုရှားရုရှားမှာအစ္စလာမ်ကိုရိုးရဘာသာလေးခုတည်းကတခုပြည့်တိမဲ့ပြူတာပါတယ်။ဒါပေမဲ့တရားဝင်တိမဲ့ပြူတာပြီမဲ့နိုင်ငံတော်ကအစွန်ရောက်ဝါဒတိုက်ဖြတ်ရေးဥပဒေကြီးတွေကနေတဆင့်အစ္စလာမ်ကိုပြင်းထန်ဆောင်ကြည့်နေပါတယ်။ယောက်ကကဆန်တဲ့ဘော်ကဒေသတွေမှာ ကဲဒီကတရားဟောကြားတွေကိုပုံမှန်စောင့်ကြည့်တာအပေါ်မတင်ထားတဲ့အီမန်တွေကိုဖန်ဆီးတာနဲ့ဝိပုကံတွေကိုပိတ်ပစ်တာတွေလောက်ပါတဲ့ဒီဘန်နဲ့ဟီကျက်လို့အဖွဲ့တွေကိုအစွန်ရောက်ဖြစ်ပိတ်ပင်ထားပေးမယ်သူတို့ကတခြားနိုင်ငံတွေမှာတရားဝင်လှုပ်ရှားနေကြပါတယ်ဥမာရာရှူကနဲ့မမိုရီယာတို့ကငញ្ញက်နဲ့အစ္စလမ်ဘာသာလှုပ်ရှားမှုတွေနဲ့ဆက်ဆက်ပြီးထောင်ပေါင်းများစွာပြင်းပြင်းခံရတာတွေကိုမှတ်တမ်းတင်ထားပါတယ်ဘာသာရေးစာပေတချို့ကိုပိုင်ဆိုင်တာဒါမှမဟုတ်ဖွင့်ပြချက်မရတဲ့စူဝေးပွဲကိုတက်ရောက်တာကထောင်ကြားစေနိုင်ပါတယ်ပရမလင်ကဒီစီမန်တွေကိုအကြံဖတ်မှုတိုက်ပြည့်ရေးချိုးပတ်မှုရဲ့ စိတ်တပိုင်းဖြစ်တင်ပြပေးမယ်လေးလာသူတွေကတော့ဒါနိုင်ငံရေးတိစရှင်းမှုကိုတရားစီပြီးဘလို့လွတ်လပ်တဲ့ဘာသာရေးကောင်းဆောင်မှုကိုမစိုးနှိတ်ကပုတ်ဖြစ်တယ်လို့မှတ်ချက်ပြုကြပါတယ်အစ္စလာမ်ကိုခွင့်ပြုတယ်ဒါပေမဲ့မော်စကိုကိုတိစခံတဲ့နိုင်ငံတော်ကအတည်ပြုထားတယ်ဘာသာရေးအုပ်ချုပ်ရေးပုံစံတွေအောက်မှာပဲဖြစ်ပါတယ်ဘာသာရေးကအမျိုးသားထိန်းချုပ်မှုရဲ့နောက်ထပ်လက်နက်တစ်ခုဖြစ်လာပြီးဝိညာဉ်ရေးအကူဘျူရိုကရေစီစကားကနေစစ်တုပ်ခံရပါတယ်အပန်းငါတာဂျီကစ္စတန် တာဂျီကစ္စတန်ကတရားဝင်အဖြစ်လော်ကီနိုင်ငံဖြစ်ပေမဲ့ဟိုအားရှောင်းမှာအတင်းကျပ်ဆုံးဘာသာရေးဥပဒေတချို့ကိုကျင့်တော်အောင်ပါတယ်။နိုင်ငံတော်ကတမပြည့်သေးသူတွေကိုပလီတယောက်ချင်းကတားမြစ်ပြီးနိုင်ငံတော်ကဒီပူတာတဲ့စီစဉ်နေပြင်ပကဘာသာရေးပညာရေးကိုကန့်သက်ထားပါတယ်။အနာပိုင်းတွေကမျိုးသားတွေကိုမုတ်ဆိတ်ရိပ်ဖို့နဲ့မျိုးသမီးတွေကိုဟီချက်ဖယ်ရှားဖို့ဖိအားပေးပြီးဒီပေါ်ပြမှုတွေကိုနိုင်ငံခြားဒါမှမဟုတ်အစွန်ရောက်ဖြစ်ပုံပေါ်ပါတယ်။အစိုးရဝန်ထမ်းတွေကဘာသာရေးဝတ်ဆောင်ဝတ်ဆင်တာကိုတားမြစ်ထားပြီး အီမန်တွေကအစိုးရကစီစစ်ထားတဲ့ရဟောချက်တွေကိုပဲဟောပြောရပါတယ်။ဘာသာရေးရကော်မတီကပပုံတင်တာတဲ့ပလီအားလုံးကိုကြီးကြပ်ပြီးဒီကမလိုက်နိုင်ဘူးလို့ယူဆတဲ့ညာနဲ့ချီတဲ့ပလီတွေကိုပိတ်ပစ်ခဲ့ပါတယ်။အာရဗီမူရင်းရှိတဲ့ကလေးမျိုးတွေကိုတော့မြို့သားမျိုးတွေကိုဦးစားပေးပြီးဘီရိုကရေစီကန့်သက်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အောင်ရှိသူတွေကဒီလိုရက်တွေဟာအစွမ်းအဝါဒကိုတားဆီးဖို့လို့ဆိုပေမဲ့ရလက်ကတော့ညင်ကြေးမှုဆိုင်ရာကိုပိုင်လက္ခဏာကိုကြည်ကြဲမြတ်နှိပ်ကွက်ခြင်းပါပဲ။ဒါတည်းကိုခွင့်ပြုတယ်။ဒါပေမဲ့ နိုင်ငံတော်အတွေးခေါ်ရင်ကျင်းပောင်းတဲ့နယ်နိမိတ်တွင်မှပဲပြည်ရပါတယ်။ဒါဂျီကစ္စတန်မှာအစ္စတန်ကလူများစုဘာသာနဲ့အစိုးရရဲ့တိခတ်မှုပေါ်မှာပဲတရှိနေတဲ့ထင်ကျုပ်ကံအဖွဲ့အစည်းနှစ်ခုလုံးဖြစ်ရှင်တန်နေပါတယ်။ယုံကြည်ခွင့်ရှိနေပေမဲ့ယုံကြည်ချက်ကိုထုတ်ပေါ်ခွင့်ကတိတ်တဆိတ်မိမ့်မိနေတာဖြစ်ပါတယ်။နံပါတ်၄တာမင်နစ္စတန်တာမင်နစ္စတန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကဘာသာရေးလွတ်လပ်ခွင့်ကိုကတိပေးတာပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့နိုင်ငံတော်ကအလုံးစုံလွှမ်းမိုးချုပ်ကိုင်တာပါတယ်။အစ္စလာမ်ဖွဲ့စည်းတွေပါဝင်ဘာသာရေးဖွဲ့စည်းအားလုံး ပပုံတင်ရမယ်ပပုံတင်မထားရင်ညာဆွေးမှုများောက်ပါတယ်မြေလောက်လုံးကျွေးဝင်ကြီးဌာနကတရားဟောချက်အကြောင်းအရာကနေပလီဆောက်လုပ်ရည်ဒီဝပြုမှုရဲ့ကဏ္ဍတိုင်းကိုစောင့်ကြည့်ကြပါတယ်ဘာသာရေးကောင်းဆောင်တွေကိုအစိုးရကခန့်အပ်လေးရှိပြီးသူတို့ရဲ့တစ္ဆာရှိမှုဟာဘာသာဝင်တွေထက်အစိုးရစီပိုရောက်နေတာကိုသိချာစီပါတယ်ကိုပိုင်လေးလာရေးဖွဲ့တွေနဲ့လွတ်လပ်တဲ့အစ္စလမ်ဘာသာရေးပညာရေးကိုတားမြစ်ထားပါတယ်အားကြလို့ဖျားပုခီးစင်တွေကိုလုံခြုံရေးဖွဲ့တွေကဒီစစ်ထားတဲ့ပါဝင်သူတွေနဲ့တင်းငယ်တဲ့အစိုးရရွေးချယ်ထားတဲ့ဖွဲ့တွေဒီကန့်သက်ထားပါတယ် ုံနေထားတဲ့ကုရန်တွေတောင်ဖြန့်ဝေဖို့အတွက်အစိုးရခွင့်ပြုချက်လိုအပ်ပါတယ်။ဘာသာရေးပစ္စည်းတွေကိုကိုယ်တိုင်တင်သွင်းဖို့ကြိုးစားရင်ဖန်ဆီးခံရနိုင်ခြင်းရှိပါတယ်။တာမနစ်ကန်ရဲ့ခြင်ကံမှုကဘာသာတရားကိုလုံးဝမတားမြစေပါဘူး။ယုံကြည်မှုနဲ့ပတ်သက်တဲ့လုံဆောင်မှုတိုင်းကိုအုပ်ချုပ်ရေးဆိုင်ရာခွင့်ပြုချက်ကိစ္စတစ်ခုဖြစ်လာအောင်လုပ်လိုက်တာပါပဲ။ဒီကြောင့်မို့ကအလွန်ပြည့်စုံလုံးလို့ဒီစိတ်ချင်းကအလုံးစုံဆုံးစုတောင်းခြင်းဖြစ်လာခဲ့ပါတယ်။နံပါတ်3တရုတ်ပြောက်ကွန်မြူနီပါတီကဘာသာငါးမျိုးကိုအတိမတ်ပြုပေမဲ့ဆိုရှယ်လက်မှုတွေနဲ့ကန့်ကြီးတဲ့ဘာသာတွေကိုသာခွင့်ပြုတာပါတယ်။ ိန်း20ကျော်ကကျင်းတုံးတဲ့အစ္စလမ်ဘာသာကရုပ်ပြဖြစ်အောင်လှုပ်ဆောင်ခြင်းလို့ခေါ်တဲ့ကျပြန်းတဲ့စီမံချက်ရဲ့အဓိကပြတ်မှတ်ဖြစ်လာခဲ့ပါတယ်။ရှင်ကျန်းဒေသမှာဝီဂါမွတ်စလင်တွေဟာအစုလိုက်ပြောင်းလိုက်ဆောင်ကြည့်မှုဗလီဖြည့်စည်းခံရမှုနဲ့နိုင်ငံရေးပြန်လည်ပညာပေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။အာနာပိုင်းတွေကဒီစီစဉ်တွေကိုအကြံဖတ်မှုတိုက်ဖြတ်ရေးပြေပုံပေါ်နေပေမဲ့ကုလသမဂ္ဂကတော့စနေတကြနှိတ်ကုတ်မှုအဖြစ်ဖော်ပြခဲ့ပါတယ်။ရှင်ကျန်းပြပါမှာလည်းအစိုးရကလူတွေကိုဖျားချောင်းခေါမိုးနဲ့အာရဘီကပီးစာတွေကိုဖယ်ရှားဖို့အမိန့်ပေးခဲ့ပါတယ်။ ။မြပြည်သူအဆောင်အုံတွေဘောကအာရဗီစာတွေကိုပါတီကိုတိစရှိဖို့အားပေးတဲ့မန်ဒရင်ကျိုကျော်တန်တွေနဲ့စာထုတ်ခဲ့ပါတယ်။ကုလန်ကျောင်းတွေကိုအပြင်းထန်ဆောင်ကြည့်ပြီးဘာသာရေးဆရာတွေကတွေခေါ်ဆိုင်ရာလေ့ကျင့်ရေးကိုခံယူရပါတယ်။တွေရအစ္စလမ်ဗီတုကလက်ရတွေကိုတော့ရုပ်ရင်ကျင်းမှုတားဆတ်တာဖြစ်မှုကိုထင်အောင်ပြန်လည်ဒီဇိုင်းဆွဲနေပါတယ်။ရဝင်အပြည့်ဆိုရကယုံကြည်မှုလက်လက်ခွင့်ကိုကာကွယ်တယ်လို့ဆိုပေမဲ့လက်တွေ့မှာတော့ဘာသာရေးကိုမြို့သားရေးဝါဒနဲ့စာထုတ်ပြီးအစ္စလမ်ကိုဖျူဒီဆိုင်ပြင်ဆင်ထားတဲ့ရင်ကျင်းမှုပြပွဲတစ်ခုဖြစ်အောင်လုပ်နေပါတယ်။ ံပါတ်2အိန္ဒိယအိန္ဒိယကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးမွတ်စလင်လူဦးရေရှိပြီးဖွဲ့စည်းပုံအခြေခံဥပဒေကဘာသာရေးလွတ်လပ်ခွင့်ကိုအာမခံတာပါတယ်။ဒါပေမဲ့မကြသေးမီနှစ်တွေမှာဥပဒေတွေနဲ့လူမှုရေးမူဝါဒတွေကနေတဆင့်မွတ်စလင်တိုင်းဝိုင်းတွေပေါ့ PR တွေဒေါ်လာတာကိုလေးလာသူတွေကတရီပြုံမိကြပါတယ်။ဒီနယ်စင်နှွားသက်ဖြတ်ခြင်းအာသာမဒူးလက်ထက်ချင်းနဲ့အာသာပြောင်းချင်းဆိုင်ရာစီးမြင်တွေကိုမွတ်စလင်တွေကိုပြစ်မှတ်ထားတယ်လို့ဝေဖန်ခံခဲ့ရပါတယ်။ကြောင်တွေမှာဟီဂျက်တာမြင့်တဲ့ လူလူလှုပ်ရှားမှုတွေနဲ့ငင်းပေါ်ပွဲရမှုခင်းတွေမှာဗလီဖြက်စည်းရာတွေကအေးမမှုကိုမြင့်တက်စေခဲ့ပါတယ်။ US Commission on International Religious Freedom ရဲ့အစီရင်ခံစာတွေကဖကြဆက်ဆက်မှုနဲ့ရန်ပယံကအကြံဖတ်မှုတွေကိုမိမောင်းထုတ်ပြရပါတယ်။ဆိုရရရှိတွေကတော့စနေတကြဗလိုက်မှုကိုညှင်းဆိုပြီးတရားတွေကိုဥပဒေစိုးမိုးရေးတာမှမဟုတ်ဒေသနယအုပ်ချုပ်ရေးကိစ္စတွေဖြစ်ပေါ်ပြရပါတယ်။ Easter ကတရားဝင်ရှိနေစေနဲ့ကြပြန်နေစေဖြစ်ပေမဲ့ပြည်မူရေးရအဆွမ်းရောက်ခြင်းကအများပြည်သူရှိမှပေါ်ပြတာကိုပိုအနေအများကြီးခဲ့ပါတယ်။ လုံခြုံရေးနဲ့သွားလိုက်မှုကြောင့်နေနမိတ်ကဝါလာပြီးတန်နဲ့ချီတဲ့ဘာသာဝင်တွေအတွက်မတေးကြမရေးရတဲ့ပဝန်ကြီးကိုဖန်တီးခဲ့ပါတယ်။အိန္ဒိယရဲ့ဒီမိုကရေစီကဆက်လက်တရှိနေပေမဲ့ဗန်ဒုညီများဘာသာရေးလွတ်လပ်ခွင့်ရဲ့ကတိကတော့စံတမှုနဲ့ရင်ဆိုင်နေရပါတယ်။မေးစရာကဘာသာတရားကိုတားမြစ်တာလားဒါမှမဟုတ်ကြောင်းရုံချင်းမရှိပဲရှင်းတန်းနိုင်သလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။နံပါတ်1မြောက်ကိုရီးယား ရောက်ကိုရီးယားမှာတော့ဘလို့လွတ်လပ်တဲ့ဘာသာရေးပေါ်ကိုတီးခန့်ခြင်းမရှိပါဘူး။နိုင်ငံတော်ရဲ့အတွေ့အကြုံဖြစ်တဲ့လူကြီးကဘာသာရေးကိုအုပ်ချုပ်သူမိသားစုနဲ့အလို့သမားပါတီပေါ်စီကံမှုနဲ့စားထိုးလာပြီးပါတယ်။ရဝင်အပြည့်ပြုံရမ်းမှာအစိုးရကဖွင့်ထားတဲ့ဝပြုရနေရာနေငယ်ရှိပေမဲ့နိုင်ငံခြားလေးလာသူတွေကတော့ဒါတွေဟာတင်ကြတာတတတာဖြစ်တယ်လို့သဘောတူကြပါတယ်။ဖပြေးလာသူတွေရဲ့စီရင်ခံစားတွေကဆူတောင်းနေတာဒါမှမဟုတ်ပူရန်ပိုင်ဆိုင်တာဖမ်းမိတဲ့သူမှန်သမျှကိုပြင်ထက်စွာပြပေးတာတွေကိုဖော်ပြပါတယ်။ ်အလိုက်ပစ္စည်းတွေကိုတင်ယူပြီးနိုင်ငံတော်ထိန်းချုပ်မှုပြင်ပကဝပြုတာကိုတိစဖောင်းမှုဖြစ်သဘောထားပါတယ်။ Amnesty International နဲ့ကုလသမဂ္ဂလူ့ခွင့်ရေးထုတ်ပြန်ကော်မရှင်တို့ကဘာသာရေးလှုပ်ရှားမှုအတွက်ကွန်မြတ်တာတွေနဲ့ထောင်ကြားခံရတာတွေကိုမှတ်တမ်းတင်ထားပါတယ်။အစ္စလမ်ဘာသာဒီနိုင်ငံမှာအတိမတ်ပြုထားတဲ့တရှိမှုမရှိပါဘူး။မွတ်စလင်နိုင်ငံတွေနဲ့ညီညွတ်မှုဆိုင်ရာဆက်ဆံရေးတွေတော့တရမန်ရေးဆိုင်ရာစီမင်းတွေထိတာခံတတ်ထားပြီးလူမှုဘာသာရေးမဟုတ်ပါဘူး။ရောက်ကိုရီးယားကထိန်းချုပ်မှုရဲ့အစိုးဆုံးကိုပြသနေပါတယ်။ ညီရက်ကိုယ်တိုင်းပြောက်ွက်သွားပြီးတိတ်ဆိတ်ချင်တာရှင်သမှုဖြစ်တဲ့လူဖွဲ့စည်းဖြစ်ပါတယ်။ဒီကောင်ကျောင်းနေနဲ့ဥဇက်ပါကစ္စတန်လိုတခြားနိုင်ငံတွေမှာလည်းတာမြစ်တာမဟုတ်ပေမဲ့ကျင့်သုံးမှုကိုကန့်သက်ထားတဲ့ထုတ်ချက်မှုတွေရှိနေပါသေးတယ်။ဥပမာဥဇက်ပါကစ္စတန်ကဘာသာရေးအဖွဲ့တွေအားလုံးကိုမပုံတင်ခိုင်းပြီးနိုင်ငံရေးအကြောင်းအရာတွေအတွက်တရားဟောချက်တွေကိုစောင့်ကြည့်ပါတယ်။စင်ကာပူမှာအာဏာပိုင်တွေကလူလူမဲ့ဥပဒေတွေအောက်မှာဘာသာရေးဟောပြောမှုတွေကိုတင်ချက်ကထိန်းချုပ်ပြီးဟောပြောမှုကိုဖြစ်စေနိုင်တဲ့ဟောပြောချက်မျိုးကိုတည်ပြီးပါတယ်။ ။ဣဂျမအစ္စလမ်ကနိုင်ငံတော်ဘာသာဖြစ်ပေမဲ့လွတ်လပ်တဲ့ပညာရှင်တွေနဲ့အီမန်တွေဟာတရားဝင်နှပ်ဖွင့်ချက်တွေနဲ့ကန့်ညီအောင်ဖိအားပေးတော့မကြခဏရည်ဆိုင်ရပါတယ်။ဖိအားတစ်ခုစီကကိုကျဲပြတ်နဲ့လမ်းကြောင်းလေးကိုထင်ရစေပါတယ်။အဲဒါကတော့ဘာသာရေးကိုအမျိုးသားတည်ငြိမ်မှုရဲ့ကရိယာတစ်ခုပြည့်စုံမှခံခွဲတာပါပဲ။ဒီလိုညီညွတ်ရေးသတင်းစကားပို့ကျဲလောင်လာလေးလေးဝင်ကြီးမှုကွယ်ပြားမှုတွေကြာရှိတဲ့နေရာကပိုတိတ်စိတ်လေးလေးဖြစ်ပါတယ်။ ဒီကိုနိုင်ငံတခြားမှာအစ္စလာမ်ကိုတရားမဝင်ဘူးလို့မတတ်မှတ်ထားပေမဲ့အာနာကဆွဲထားတဲ့နယ်နိမိတ်တွေအတွင်းထုံထောင်ထားပါတယ်။လော်ကီဆိုင်ရာစံနှုန်းတွေကိုကျင့်သုံးတဲ့ဥရောပဒီမိုကရေစီနိုင်ငံတွေကနေစောင့်ကြည့်မှုနဲ့ယုံကြည်မှုကိုထင်ကျုပ်တဲ့အရှားနိုင်ငံတွေအထိဒီကုချင်းစီကကန့်သတ်မှုရဲ့မတူညီတဲ့မျက်နှာကိုပြသနေပါတယ်။သူတွေရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာဗတ်တိုင်းလွတ်လပ်ခွင့်ရှိနေပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့နိုင်ငံရေးကြောက်ရွံ့မှုနဲ့အလေးချိန်အောက်မှာကွေးညွတ်သွားရပါတယ်။ဗတ်တိုင်းကိုတိတ်ဆိတ်စွာထင်ကြီးတာက တရင်ကောင်းကြီးတွေမှာပါခဲ့ပေမဲ့လူအဖွဲ့ကြီးတွေကိုအတွင်ကနေပုံဖော်နေပါတယ်။ဒီမှာဆုံးကြောက်ွက်သွားတဲ့ကယုံကြည်မှုကိုယ်တိုင်မဟုတ်ပဲ၎င်းကိုပုံမိတ်လင်းလင်းနေထိုင်ဖို့လူလက်ခွင့်ရပါပဲ။အဲ့ဒီတိစိတ်မှုတွေမှာတိုင်ဝန်တွေတစ်ခုလုံးကသူတို့ရဲ့ယုံကြည်ချက်ကိုအာဏာပိုင်ရဲ့တောင်ကြီးမှုအောက်မှာအမြဲတစေတည်ထားပြီးပြင်းထန်မှုတင်ယူနေရပါတယ်။ဒီနိုင်ငံတွေရဲ့ဇလန်ကအစ္စလာမ်ကိုပေါ်တင်တားမြစ်တာမဟုတ်ပါဘူး။လူလက်မှုရဲ့နန်မိတ်တွေဟာဘလို့တိစိတ်ဆက်ကြုံသွားနိုင်တယ်လဲဆိုတဲ့အကြောင်းပါပဲ။နောက်ဆုံးမှာကြံနေတာကဆော်ရက်ဘော်ကယုံကြည်ချက်တာဖြစ်ပြီး ပေါ်မှာမဟုတ်တော့ပါဘူးဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးပြင်ရဲ့တွင်းမြင့်တွေကိုလည်း comment မှာမှန်းငယ်ပေးနိုင်ပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်